ဒူးချုပ်စဝင်းသားအထိပေါရောက်သွားတဲ့စစ်မှုထမ်းမတမာမှုများမိတ်ဆွေတွေအားလုံးမင်္ဂလာပါရှင် Let's Talk the New Channel ကနေကြိုဆိုပါတယ်အခုပြောပြမှာကတော့လက်စာမှုချိန်ချောက်မှုတွေပြင်းထန်နေတဲ့စစ်ကောင်စီရဲ့စစ်မှုထမ်းဆုဆောင်မှုတွေအတွင်မတမာမှုတွေရှိနေတယ်လို့စစ်တပ်အကြီးအကဲကဝန်ခံပြောပြလာတဲ့အကြောင်းဖြစ်ပါတယ်အနာတိတ်မှုကြောင့်ထိခိုက်နှံ့မှုကြီးစေခဲ့တဲ့မြန်မာလူထုကိုတပူပွားနှစ်ပူဆင့်စေခဲ့တဲ့တီတူးစစ်မှုထံဥပဒေကိုစစ်ကောင်စီက ပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့မှာအတည်ပြုခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့အင်အားညော့နေနေတဲ့စစ်ကောင်စီဟာစစ်မှုထမ်းဆုဆောင်မှုတွေကိုတင်းကျပ်လှုပ်ဆောင်ရင်းမတမာမှုပေါင်းများစွာကိုလက်နက်မဲ့ပြည်သူတွေအပေါ်ကျူးလွန်ခဲ့ကြတာပါ။အဲ့ဒီတဲ့စစ်တပ်ထောက်ခံသူရောစန့်ကျင်သူတွေရဲ့မိသားစုတွေပါအပါအဝင်ပါပဲအခုတော့အဲ့ဒီတဲ့င်းတွေဟာစစ်ကောင်စီတပ်အကြီးအကဲဖြစ်တဲ့ဒူးစစ်ကောင်ဆောင်စိုးဝင်းရဲ့နာအထီး ပေါက်ရောက်သွားခဲ့ပြီးနောက်ပထမဆုံးထုတ်ပြောလာခဲ့တာဖြစ်ပါတယ်သူတို့လက်အောက်ခံအတိုင်းဝိုင်းမှာစစ်မှုထမ်းနဲ့ပတ်သက်ပြီးငွေကြေးမတမာမှုတွေပြုလုပ်နေတာကြောင့်နေ့စဉ်အဲ့ဒီပြဿနာတွေကိုဖြေရှင်းနေရတယ်လို့ဒူးချုပ်စိုးဝင်းလို့အမိပြောင်ရသူကပြောသွားတာပါသူကမနစ်မတ်လ20ရက်ကရှမ်းပြည်နယ်တောင်ပိုင်းကလောတက်နယ်မှာရောက်ရှိနေချိန်အောဇာခံတွေကိုတွေ့ဆုံမှုအတွင်းအဲ့ဒီလိုထည့်သွင်းပြောကြားသွားတာပါ ဒါပေမဲ့ဘလို့တွေမတမာမှုလှောက်ဆောင်နေကြတာလဲဆိုတော့အသေးစိတ်ကိုတော့ထည့်သွင်းပြောကြားသွားတာမျိုးတော့မရှိပါဘူး။ဒါကြောင့်မိမိတို့တက်မလို့သားများအနေဖြင့်တည်သူစစ်မှုထမ်းနဲ့ပတ်သက်ပြီးအစင်စင်သောစင့်ခေါ်ရေးအဖွဲ့တွေရဲ့မာယွန်းနဲ့လှောက်ဆောင်မှုတွေတွေ့ရှိပါကသက်ဆိုင်ရာထက်အချိန်နဲ့တပြေးညီတတိပေးတင်ပြဆောင်ရွက်ပေးကြဖို့လိုတယ်လို့ဒုစစ်ကောင်းဆောင်ကမှာသွားပါတယ်။စစ်တပ်ကထုတ်ထားတဲ့ဒုတာဝန်အရေးသုံးပါနဲ့နိုင်ငံကိုကောက်ကွယ်ဖို့အတွက် အာနာတိန်စစ်ကောင်စီတပ်မှာအင်အားတောင့်တင်ဖို့လိုအပ်တယ်လို့အာနာတိန်ခရယာမှာဒုတိယတာဝန်အရှိဆုံးသူဖြစ်တဲ့ဒုတက်ကောင်ဆောင်ကပြောပါတယ်။ဒါကြောင့်ပြည်သူစစ်မှုထမ်းဥပဒေကိုအတည်ပြုပြီးစစ်ကောင်စီကပြည်သူစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့တွေအစင်းစင်းဖွဲ့စည်းပြီးတပ်မတ်အရေးချင်းပြည်ဆောင်သူတွေကိုပဲဥပဒေနဲ့အညီတင်နန်းတွေဖွင့်လှစ်တင်ကြားပေးကာခန့်အပ်တာဝန်ပေးနေတယ်လို့ဒုဗိုလ်ချုပ်မူကြီးကပြောပါတယ်။ ဒုစစ်ကောင်စာအပြောကိုအမှန်တကယ်ကြုံတွေ့ခန်းစားနေရတယ်ပြည်သူလူထုကတော့အခုမှသိရသလားဆိုပြီးအငေါ်ထူကြပါတယ်စစ်မှုထမ်းစုဆောင်ရမှာဒီလိုရှိန်ချမှု လက်စားမှု မလျော်မကန်လုပ်မှုစတဲ့မတမာမှုတွေကိုစစ်ကောင်စီလက်အောက်ခံတွေကျူးလွန်နေတာတနစ်ကျော်ရှိပြီလို့တုံ့ပြန်ပြောဆိုကြပါတယ်ရန်ကုန်မြို့ရွှေပြည်သာမြို့နယ်နဲ့အမျိုးသမီးကတော့အခုလိုမှတ်ချက်ပေးပါတယ် အခုလိုအမြင်မှန်ရတဲ့နာကြပြီအခုထက်အမြင်မှန်ရတဲ့နာကစစ်တပ်ကဘလောက်လုံးလုံးမအောင်မြင်ဘူးဆိုတာပဲလို့မှတ်ချက်ပေးပါလေလက်ရှိရန်ကုန်တိုင်းအတွင်းစစ်မှုထမ်းအတွက်လူစုဆောင်မှုများအရင်လများကထက်ငြိမ်သက်သွားတယ်လို့မြို့ခန့်သိစီကသိရပါဗျ။ပြည်သူစစ်မှုထမ်းဥပဒေအတည်ပြုလိုက်ပြီးနောက်စစ်မှုထမ်းလူစားထိုးဈေးကွက်တခုစစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့အမျိုးမျိုးအနေနဲ့မှပေါ်ပေါက်လာခဲ့ပါတယ်။စစ်ကောင်စီကဖွဲ့စည်းပေးထားတဲ့မြို့နယ်အလိုက် စစ်မှုထမ်းစင်ခေါ်ရဲ့အဖွဲ့ဝင်တွေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြူစောတိအဖွဲ့ဝင်တွေရဲတပ်ဖွဲ့ဝင်နဲ့ရက်ကြီးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေပူးပေါင်းပြီးစစ်မှုထမ်းဥပဒေအပေါ်ကနေအမျက်ထုတ်ကြတာဖြစ်ပါတယ်။သူတို့ဟာလူငယ်လူရွယ်တွေကိုပေါ်တာဆွဲလူစုဆောင်ကြတယ်လို့မဲပေါတူတွေစီကနေလူစားထုတ်ဖို့ချင်းချငွေညစ်တာတွေကိုလှုပ်ဆောင်ပြီးစစ်ကောင်စီလက်အောက်ခံတွေကပမာဏအလိုက်ခွဲဝေယူဆောင်ကြပါတယ်။ လက်ရှိစစ်မှုထမ်းဈေးကွက်အတွင်းနေရာဒေသအလိုက်ဈေးနှုန်းကွာခြားပေမဲ့အနည်းဆုံး730ကနေ120အထိပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။စစ်ကောင်စီက2010ပြည့်နှစ်နိုဝင်ဘာလမှာစစ်အစိုးရက ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ပြည်သူစစ်မှုထမ်းဥပဒေကိုပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီ10ရက်နေ့မှာအသက်တွင်းခဲ့ပြီးနောက်ဒီနှစ်2025ဇန်နဝါရီ23ရက်နေ့မှာဤဥပဒေကိုအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အခုမတ်လ18ရက်နေ့မှာနောက်ဆုံးအပတ်စဉ်အဖြစ်အပတ်စဉ်7ကိုစကန်တွင်းထားပြီးအပတ်စဉ်8အထိတင်ဒန်းဆင်းထားပြီးဖြစ်ပါတယ်။စစ်ကောင်စီဘက်ကအပတ်စဉ်တစ်ခုကိုတင်ဒန်းသားအယောက်9000အထိခေါ်မယ်လို့ပြောထားတာကြောင့်အဲ့ဒီဥပဒေနဲ့အကျဉ်းချခံရပြီးတည်တွင်ထဲပို့ခံရမယ်လူငယ်လူရဲ့ဥယိတ်ဟာတစ်နှစ်ကျော်ကာလအတွင်း9500ဦးအထိရှိနိုင်ပြီးလူငယ်လူရဲ့4000ဦးခန့်ခြေတန်းစစ်မျက်နှာပြင်စီပို့ဆောင်ခံထားရပြီဖြစ်တယ်လို့နားလည်ရပါတယ် သတင်းလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်မြမပြည်သူပြည်သားအားလုံးဘေးရန်ကင်းကွက်ပြီးစားဝတ်နေရေးအဆင်ပြေကြပါစေရှင်ကျမတို့ channel လေးကို subscribe လေးလောက်ထားပေးဖို့မေတ္တာရက်ခံပါတယ်ရှင်ကျမညိမ့်ပါ